ခုယောဂီတို့တရားထိုင်တာအပေါ်ပိုင်းခန္ဓာအိမ်ငြိမ်သက်ရတော့ဣရိယာပုဂ္ဂိုလ်တမလင်ကိုဖြီးထိုင်ရင်ခါကွေးတယ်ဣရိယာပုအောက်ပိုင်းမခိုင်ခံဘူးအဲ့လိုထိုင်တော့အိန္ဒိယမငြိမ်သက်ဘူးဟိုကတော့ဒါမှစိတ်တန်းကြတယ်ထင်တာနော်ဣရိယာပုဂ္ဂိုလ်တမလင်ကိုဖြီးထိုင်တဲ့ပုဂ္ဂိုလ်ဟာအောက်ပိုင်းကမငြိမ်ဘူး မခိုင်ခံ့ဘူးအဲ့နောက်တစ်ခုကဖြီးတိုင်းတဲ့တကြောင်ခါခွေးမှုများအဲ့တော့ဦးဇင်းတို့ကျင့်တဲ့ကျင့်စဉ်တလျောက်ဣရိယာပုဂ္ဂိုလ်ရွေးချယ်တဲ့အခါကျတော့ဝါပြီးရှောက်တုံတဲ့ပုဂ္ဂိုလ်တွေမပါဘူးပေါ့ချိတ်လို့လွယ်လွယ်ရတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်ချိတ်တစ်ဖက်တင်တာနဲ့တစ်ဖက်ချိတ်တာတစ်ဖက်တင်တယ်ဆိုတာက တစ်ဖက်ကိုပြီးတစ်ဖက်ကိုပေါင်နဲ့ခြေစလုံးကြားထဲမှာခြေထောက်လေးကိုဒီဘက်ကိုခွေလေးတင်ထားတာတစ်ဖက်ကြိတ်ဆိုတာပေါင်ပေါ်ရောက်အောင်ခြေတာပေါင်ပေါ်ရောက်အောင်ခြေဖို့မလိုဘူးပေါင်နဲ့ခြေစလုံးကြားဒီဘက်ကခြေထောက်ကိုခြေဘွားဆောင်လေးထည့်ထားလိုက်ရင်ဒါအဲ့ဒါမှနည်းနည်းခိုင်နေအဲ့ဒီပေါ်မှာအောက်ကခြေထောက်ကတိတ်ကျုံမနေနဲ့ရှေ့ကိုနည်းနည်းလေးဖြီးထားမယ်ဒီရပေါ့အဲ့ဒါကသူကနည်းနည်းခိုင် ဖြီထားလို့ကတော့ယောဂီယောရေကြီးဖြစ်နေအောင်ဖြီထိုင်တဲ့အရိယာပုဂ္ဂိုလ်လုံးဝမငြိမ်ဦးဇင်းတို့ကစိတ်တိုင်းကြထိုင်ပါလို့ပြောတာပြောတော့ထထိုင်ဝေနာတက်မှထင်တာဦးဇင်းတို့ဒီတရားကျင့်စဉ်မှာဝေနာတက်မှအောင်မကြောက်နဲ့ဝေနာတက်မှအောင်ကြောက်ရဲလို့မဟုတ်ဘူးအရိယာပုဂ္ဂိုလ်ခိုင်ခံဖို့ရာနာဖြစ်တယ် အဲ့တော့ခိုင်ခံ့မှုဆိုတာခုနလိုတစ်ဖက်ကလေးချိတ်ပြီးတော့တင်ထားရင်နည်းနည်းလေးခိုင်ခံ့မဟာဗလင်ချိတ်ဖို့မလိုပါဘူးအဲ့လိုထိုင်ပါအဲ့တော့ဦးဇင်းတို့ကကာယန္တရီပြည့်ဖို့မနိုင်တရီလုံဖို့ဆိုတာကာယန္တရီပြည့်မှရဖို့မိဖို့ဆိုတာကြံတဲ့ခေပေါက်၅ပေါက်ပိတ်မှဖို့မိမှဖို့မိမှငြိမ်ပါလေ အဲ့တော့စိတ်ကိုတက်တက်ညင်အောင်လုပ်လို့မရစိတ်ကိုညင်အောင်လုပ်ဖို့အထောက်ပံ့တယ်မှာကားရောတာကားပိတ်ဖို့လည်းလိုတယ်ဒါမှလို့လက်တွေ့ကျင့်စဉ်တဲ့နေရာမှာဟုတ်တရားထိုင်နေဆိုတော့စိတ်လို့ရုပ်လို့မဟုတ်ဘူးဆိုတဲ့နေရာမှာတော်တော်လေးကြာသွားတယ်အဲ့တော့ယောဂီတို့ပေါ်စေချုပ်စေပေါ်တာရှိပေါ်တာသိချုပ်တာရှိချုပ်တာသိပေါ် အဲ့ဒါသိဖို့တဲ့စတဲ့တဲ့ဣရိယာပုတ်တဲ့တဲ့အတိုင်းလုံးဝပုံမပြတ်အောင်စောက်ရှောက်ဖို့ကအဲ့ဒါနံပါတ်1အဲ့ဒီဒီခန္ဓာအင်ကာယတော်ရတကာပိတ်ပါဆိုတာအဲ့ဒါကြီးရိုင်းနာရွဲတာကြီးပြစ်ထားတော့じゃအဲ့ဒါအဲ့ဒါကြီးကမဟုတ်တော့အဲ့ဒီမာရီကမမိတော့မရတော့ စတရားထိုင်လို့စိတ်တန်းကြဣရိယဘုတ်တည်ပြီးပြီဆိုရင်စက္ကမချာမိနစ်မချာအဲ့ဒီမူလအိန္ဒြေကတော့ဆံကြီးမြင်အောင်မလုတ်အောင်မရွေ့အောင်တော့ဆော့ဆော့အဲ့ဒါကားတော့ပိတ်ထားတာပေါ်စဲချုပ်စဲရနောက်မှကားတော်ရတကားဆံကြီးမြင်အောင်ပုံမြင့်မြတ်တော့အောင်တည်ထားနိုင်ဖို့ကအရွေးမခံဘူး အရိအတွက်အပေါက်မခံဘူးအရိအတွက်ယူပေါင်းမဖြစ်သွားဘူးဒါနံပါတ်1နံပါတ်2ကပညာနဲ့ကိလေသာစိတ်တွေပေါ်တိုင်းပေါ်တိုင်းသိဖို့ဒုတိယအရိနှစ်ချက်ပြီးရင်ပြီးသွားတယ်အရိနှစ်ချက်တည်းပေါ်တိုင်းသိမှတော့ချုပ်တဲ့နေရာရောက်မလို့အောင်လားဒါတော့ပေါ်တိုင်းသိရင်ပြီးရော ေါ်တိုင်းသိချုပ်တဲ့နေရာသူ့အောက်ရောက်သွားတယ်။အဲ့ဒီပေါ်တိုင်းသိဖို့တဲ့စတဲ့တဲ့အရိယာပုဂ္ဂိုလ်စံကြည်တမြင်အောင်မရွေ့မရှာစောက်ရှောက်နိုင်ဖို့ကနံပါတ်1အဲ့ဒီတော့ဒီခန္ဓာအင်ဟာကာယင်္ဂရီပြည့်သွားရင်ခုနခေါရီလာမနေဖောပန်းကလို့မနောဒွါရဖွင့်ဖန်းဖွင့်ဖန်းတော့မှပေါ်လာတဲ့စိတ်တွေထွက်မလာဘူးလားအဲ့တော့မှသိလို့ရတယ် အဲ့အားနှစ်ချက်အရေးကြီးတယ်တဏမကင်းသေးတဲ့ပုံပုံတွေကဝေနာတက်လာတော့ဝေနာရှိဆက်ရောက်သွားပြီးတော့မစင်းရဲအဲ့ကျန်မှွေပြီတဏမှွေငါကမှွေနဲ့နော်တဏနဲ့ငါရောင်းမနှချောင်းနဲ့စိတ်ကိုမှွေတော့တာမငြိမ်မသက်အဲ့ဒါကိုကပါအဲ့ထဲမှာဝိုင်းကူပြီးမှုန်နေတော့ဘယ်လိုလုပ်ပြီးတော့အဲ့တော့သူ့ဘာသူဘာမှုန်မှု မူလကမ္မထံကာရဝရစံကြီးမင်းတော်မရွေးဘောတော့နံပါတ်1သူ့ဘာသူညိတာမညိတာလွတ်တာမလွတ်တာထားဣရိယဘောကတော့လုံးဝစံကြီးမင်းတော်မရွေးစင်းအဲ့ဒီကြတော့မှခုနကြံတဲ့တဏှာကြီးကိုဖြတ်လို့ရတယ်ရှုလို့ရတယ်အဲ့ဒါရှုနေချိန်မှာအဲ့ဒီလိုလည်းမရှိဘူးကိုဝါဘာတခါတက်တာဘိုးပဲအာထုတ်မယ်ဆိုရင်တော့မဖြစ်နိုင် ဒီတရားချင်းက နေသာအောင် အနေချောင်းလုပ်တဲ့အချင်းမဟုတ်ဘူးအနေချင်းကြအောင် လုပ်တဲ့အချင်းလည်းမဟုတ်ဘူးအနေချင်းကြအောင်တမင်ကခိုင်းတာလည်းမဟုတ်ဘူးအနေချောင်းအောင် ခိုင်းတာလည်းမဟုတ်ဘူးမပရာသေးတဲ့ကိလေသာကို ပေါ်စေသည့်ပေါ်စေသည့်နဲ့ရှုခိုင်းတာကိလေသာကနှဲ့ခြင်းလှုပ်ခြင်းပြင်းခြင်းမှခြင်းရွှေ့ခြင်း နှလုံးကိုညှစ်ပြီးယုတ်ကြီးကိုကုတ်ချင်ညှစ်ချင်တွန်းညင်လွန်ညင်ပြင်းညင်မားညင်ရွှေ့ချင်တဲ့အာဒီစိတ်တွေကိုတမျိုးပေါ်တမျိုးပြီးပေါ်တိုင်းပြီးပေါ်တိုင်းပြီးပေါ်တိုင်းပြီးအဲ့လိုလှုပ်သွားရင်ချုပ်သွားအရာကအကြောင်းစားအဲ့လိုမဟုတ်ဘဲနဲ့သက်တာကိုယုတ်ကြည်ပြင်ဖို့လုပ်နေမယ်ဆိုရင်ဘယ်တော့မှလည်းမပြီးဘူးဘယ်တော့မှလည်းငြိမ်းချမ်းမှုလည်းမရအောင်အဖြေလည်းမထွက်ဘူးနော်အဲ့ဒါကြောင့်မလို့ရောပြီးတော့ဆရာပေးတဲ့လမ်းကိုဖြောင်းဖြောင်းလျှောက်ပါ ကိုလုတ်တတ်လို့လောက်ရင်ကြာတာနဲ့နာတာပဲဖတ်တင်သွားမယ်။အဲကြာတာနဲ့နာတာရမယ်။ဟုတ်ပြီနော်။အဲတော့တက်တာဖို့အနေတာဖို့အနေချောင်ဖို့ဆိုရင်ထွက်လန်းမဟုတ်ဘူးလေလန်းကြီးဖြစ်နေ။ချမ်းသာတဲ့လန်းမဟုတ်ဘူးဒုက္ခလန်းကြီးဖြစ်နေ။ဝိညာဉ်တတိုင်းချမ်းသာဖို့လုံနေရတော့ဆင်းရဲတာကြီးပဲတိုးနေ။ဒါကြောင့်မလို့အဲ့ဒီဆင်းရဲတဲ့လန်းလေတဲ့လန်းကြီးကိုမကျင်းဖို့တိုက်တွန်းနေ။အဲ့တော့ယောဂီတို့တရားဖြုတ်တိုင်းဖြုတ်တိုင်းသတိထားပါ။ တရားဖြုတ်တိုင်းအလင်းစလိုဇိုးစပြိုးပြဆိုမလုံမဖြုတ်ဘူးနော်စိတ်တဇဝါယောကမ္မဇဝါယောတွေစိတ်တသင်္ခါရတွေငြိမ်သက်အဲငြိမ်သက်နေတဲ့အချိန်မှာဗျုံနေထားရင်သူ့ဇောကိုနောက်ကဟရယကနှလုံးကသူ့ရလိုက်ရမလိုက်နိုင်ဘူးဖြစ်သွား အဲ့ဒါကြောင့်မလို့မူတတဲ့မိုက်တတဲ့နှလုံးတွေတုံခါတတ်တယ်အဲ့ဒါကြောင့်မလို့တရားဖြုတ်ပြီဆိုရင်တပြေးပြင်းမျက်လုံးလေးဖွင့်လက်ကလေးတွေဖြန်လိုက်စုပ်လိုက်တော့တရောင်းသေးလေးကိုယ်လေးစပြေးပြေးပြေးပဲအဲ့မှာခြောက်လေးတွေဖြန်လိုက်စုပ်လိုက်နဲ့ခြောက်လေးနဲ့လေးလုံးလေးဒူးလေးတွေကြွားလိုက်အဲ့ဒီလိုလေးတွေခြောက်လေးတွေပြီး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 ဆိုတော့မှပြီး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 ချင်းထဇိုးစပြိုးပြဝုံတိုင်းမလုပ်ပါနဲ့ နော်ဒီအကျင့်เนี่ยအခုခေတ်ကအစာတော့တရားအစိတ်တွေကြီးဖြစ်ကုန်ပါပြီယောဂီတို့ရဲ့ခန္ဓာမှာသွေးတွေအစိတ်တွေကြီးကြိုက်တယ်လို့ရှိသွေးသွားပေါက်မဲနေသွေးဟာရဲမနေတော့မဲနေအစိတ်တွေအကုန်လုံးอ่ะအစိတ်တွေအစီတွေ မြားနေတော့ကြောင့်တွေးတွေကပြစ်တွေးလည်းပတ်မှု အာမကောင်းနှလုံးသွေးကြောကျင်းနေဆိုတော့တွေးပြုံနေမှာတွေးအညစ်ကြေးအစိတ်အစီတွေကတ်တော့မလို့အခုခေတ်ကတရားထိုင်နေဆိုတော့တကယ်တမ်းကြတော့လူကျင်နာတော့တမာရီကတော့ဘယ်ခေတ်ထိုင်တိုင်းဦးဇင်းတို့ငယ်တော့ကကြောက်တန်းဘူတာမှာ ကြောင်မီသွေးကောင်းတဲ့မြေထားနေမောင်းယထာဆိုင်ပြီးခီးတရီတင်ပြီးမထွက်ဘူးဟာယထာဘာလို့မထွက်ပါမေးကြည့်တော့မီးပောင်ကြနေလို့ဟာမီးတွေလည်းရှိသူကမီးပောင်တရာပြည့်မှယထာထွက်လို့ရတယ်ပောင်80ပြည့်နေတော့ထွက်လို့ရသေးလားမီးတော့ရှိတာပဲပေါက်ကွဲတွန်းကနိုင်နဲ့ပောင်မပြည့်တော့ထွက်လို့မရဘူးအခုလည်းဒီလိုပဲယောဂီတို့ တမာတိကဝိပဿနာတမာတိဖြစ်ဖို့ဟာပေါင်တရားပြည့်တဲ့အိန္ဒြေတွေနဲ့ပြည့်စုံမှဖြစ်တာအဲ့ဒီပေါင်တရားမပြည့်ရင်မဖြစ်တယ်လို့ပဲတမာတိတွေမဆိုင်ရင်မဖြစ်နိုင်ဘူးအဲ့တော့ကြောင့်ကိုယ်ရဲ့ခန္ဓာရင်အားရှိရတယ်တော်မြတ်စွာဘုရားကသံပင်နဲ့၍နုနယ်ပြုမြင့်တဲ့အွေဖြစ်ရမယ်တဲ့အစာရင်အစာချက်ကောင်းတဲ့အွေပေါ့ ရာသီဥရုတံခန္ဓာရှိတဲ့အရွယ်သွေးလီလေပတ်မှုအာကောင်းတဲ့အရွယ်အဲ့ဒီလိုဘုရားဟောတာတဲ့နော်ဗတိဝုဒ္ဓကတော့အာသွင်ပြီးခတ်လိုက်ရင်ဖြောင်းဖြောင်းနေနေတာပေါ့ဗတိဝုအဟောင်းကြီးကတော့အချိန်အများကြီးတွင်လည်းခတ်လိုက်ဖြတ်ဖြတ်နေဘလောက်တွင်တွင်ဖြောင်းနေလို့မီးမခတ်နိုင်ဘူး အဲ့တော့သူလီလက်ပါအပ်တဲ့အာကောင်းတဲ့ပုဂ္ဂိုလ်ငေကုံငေသွေးအာကောင်းတဲ့ပုဂ္ဂိုလ်တွေကတော့ဒူဝေရာဝေခနိုင်နေယာတိရုဒံဗိမံခံနိုင်နေအစာချေအာကောင်းနေကိုငွေအာကောင်းနေအခုခေတ်ကအဲ့လိုမဟုတ်တော့ဘူးဒါကြောင့်မလို့ယောဂီတို့ကြိုးစားပြီးတော့အားထုတ်ရမယ်စံကြည်မြင်အောင်မလုပ်နဲ့ပဂတိအိန္ဒြေလည်းဖြစ်ရမယ် ဂရိစိတ်နဲ့တင်းတင်းတောင်းတောင်းကြီးငြင်းငြင်းသက်သက်ကြီးထိ ंछ ုပ်တာတာမဟုတ်ဘူးလို့ဆိုတော့ဗဂရိအိန္ဒြေဖြစ်ရအဲ့လိုဖြစ်ပြီးလို့ရှင်အဲ့ဒီဗဂရိအိန္ဒြေမှာတဖြည်းဖြည်းတိန်တိန်တိန်နဲ့နောက်ကခါပြုတ်ပြုတ်ပြုတ်ကြကြကြတော့ဝဲကြကြရိုင်းနာရွက်တာမရှိဘူးအကဲ၍ရှေ့ကြောင်းနောက်ကမမနဲ့နည်းနည်းတွန်းနောက်လံဝိုင်းရှေ့နည်းနည်းတွန်းအဲ့လိုတွန်းပြီးလက်ကထောင်းနေတဲ့ရှေ့ချအကုန်လုံးပြေးပြအောင်လို့ အဲ့ဒီစတဲ့တဲ့စံကိန်းလို့အပြည့်ကင်းတန်ရှင်းတဲ့အရိယာဘုကတော့ယောဂီတို့ရှိကခကြီးပေါက်တာမပေါက်တာထားနောက်ကအိန္ဒြေပြည့်မပြည့်အောင်တော့ပဓာဏကျူးစားရလိမ့်အဲ့ဒီတိုင်းကမှန်ရင်သေချာပေါက်ရောက်တယ်ဘာလို့ဆို၅ပေါက်ပိတ်တပေါက်ဖွင့်ဖန်မိတယ်လို့ပြောတာလေအေးအဲ့ဒီကားကြွားတကားတာပိတ်မိတယ် ကြာလာလေးကောင်းလေနော်တမာဒိန်လေးဝရိယင်တွေကောင်းပြီးတော့အပြစ်ဖြစ်လာရင်ညာငါရှင်းအပြစ်ဖြစ်လာရင်ညာငါရှင်းလောသွားပြီးဆန္ဒစောသွားပြီးဓမ္မနိမျိုးတွေဖြစ်လိုက်တာစကားတွေပြောနေအမအကုန်လုံးကိုယ်စိတ်နဲ့စကားမပြောမိအောင်လေစ조사ဖို့သတိလေးလို့ပြောလိုက်လဲချုပ်ပေါ့အဲ့လိုအေးအေးဆေးဆေးမဲမလိုက်နဲ့မှုံဝါးဝါးနဲ့မထင်မရှားဥကြည်ချက်ပြောက်ပြီးတော့တွေ့ဝေပြီးမရှုနဲ့ လောလောလောမရှုနဲ့နော်အလိုမကြတာတွေမပြေဝါတာတွေရှီအောင်ရှိမယ်အလိုမကြလေစီမျိုးထမပွားနဲ့အဲဒီစိတ်ကလေးပေါ်တာနဲ့ညာကအေးအေးဆေးဆေးအငွေလေးပေါ်တာနဲ့စိတ်ကလေးပေါ်လာတာနဲ့တွေးမဲ့ကြံတာနဲ့နော်စဉ်းစားမဲ့ကြအေးအေးဆေးဆေးလေးစောင်းပြောချင်းယောဂီတို့အဲ့ဒီစိတ်တွေချုပ်သွားတဲ့အချိန်ကြရင်ချုပ်သမောမှာဝင်လဲကြသွားတော့အဲ့ဒီတော့မှအော်ချမ်းသာလိုက်တာ နော်မတွေးမတော်မကြံစီမလုံမပြင်းပဲနေရတာချမ်းသာလိုက်တာနော်အာလုံးဝုန်နေကင်းပြီးတော့တန်ရှင်းသွားတဲ့အဲ့ဒီစိတ်ညာရောက်သွားတယ်အဲ့လိုဒီတော့မြဲသွားတဲ့ပုံပုံကြီးဆယ်နာရီတိုင်းလဲအခုတိုင်းအခုထားတာပဲရှိတယ်ဌာနတွေကာလတွေပျောက်1500ကိလေသာတည်ငါအားဖြင့်ချုပ် လောကပြီးတော့ဒုက္ခဒေါမနတာတွေချုပ်အတိတ်နာကကာလတွေဌာနဒေတာတွေချုပ်ဒါငြင်းညာတော့အေးဆရာကအဲ့လိုပြောထားတယ်ဒီလိုကြည့်ရင်အဲ့ဒီရောက်မယ်လို့ပြောထားတယ်ဘာမှစံတဝါဝါနဲ့ရှောက်အောင်မဟုတ်ဘူးအဲ့တော့ယောဂီတို့အင်းတွေကိုစောက်ရှောက်ပါအင်းတွေပေါက်ပြီးတော့မရှိပါနဲ့အင်းတွေရန်လန်လိုက်ရောလိုက်တော့ကြကိုယ်ကြတော့ကြစမ်းလိုက် အဲ့လိုမလုံးနဲ့အဲ့တည်းရှုနေပုံကမပေါ့ဘူး။ဒါအောင်ဦးစင်းပြောတယ်အိန္ဒြေမှန်တရားရပြီဆိုတာ